တော့လာကဘာကိုအရင်ဆုံးသွားရတာဟော1963မှာအမဟိုလာကဘာအရင်ဆုံးသွားမှာလာကဘာကိုရောက်ဖို့ဘူးလေဒီကောင်သွားမလားတော့သွားအောင် ဒုံးမြင်ရင်လွတ်တယ်ပြီးတော့ဒီနာဆာမှာဘယ်လိုမျိုးအလုပ်တွေလုပ်တယ်ဆိုတဲ့ဟာကို ာပြီးလေးအပြင်လူတွေလာပြီးလေးလာခွင့်ပေးထားတဲ့အဲစင်တာပေါ့နော်ဆိုတော့ဒီမှာတော်တော်လေးမိုက်တယ်ငါတို့ကအခုကမိုက်နော်ဟုတ်တယ်တော်တော်ကျုံပြာ6မိုင်6မိုင်လောက်လိုပဲပေါ့နော်ဆိုတော့ဒီတော့လန်တော့ရှောက်ကတော်တော်မိုက်တယ်ဟိုရေကြီးကိုဖျက်ပြီးတော့လုံကအလေကောင်ကကျွန်းကြီးတစ်ခုတက်တက်ကြီးကိုသွားနေရတယ်လို့မျိုးတကန်ကောင်းရေခဏခဏကွာဒုံးမြက်လွတ်တာကြီးပါကြီးကျုံကဟဲ့ကွာကျုံကဟုတ်တယ်အဲ့မှာသွားလို့ရှိရင်တော်တော်များများဒီ review ရေကိုကြည့်ကြည့်ရအောင်ဟုတ်တယ်အဲ့ဒါဆိုတော့သွားနေလာကြည့်ရအောင်အာကာသနဲ့ပတ်သက်ပြီး ော့ space ကပတ်သက်ပြီးတော့ဈေးရောနည်းနည်းလေးရောရှိတယ်။အဲဝင်ကြီးက90လောက်ရှိမှထင်တယ်။ဘယ်လောက်လဲကွာ90 90 60 90 60လောက်ပေါ့ around လောက်ပဲပေါ့နော်။90နဲ့90နဲ့မရှိဘူး။ Yeah ပုံမှန် movie ရဲ့အဲတော့ weekend ဆိုရင်ဈေးတမျိုးပေါ့ဒါပေမဲ့ normal ဒီနေ့က weekday monday ဆိုတော့ဘယ်လိုဖြစ်မလဲမသိဘူး။သွားပြီးတော့ online ကနေကြိုးဝယ်ထားစရာမလိုဘူး။ walk in လေရ online ကနေကြိုးဝယ်ထားရင်လည်းရတယ်ပေါ့နော်။ဆိုတော့မနေ့ပိုင်းသူကဆော့ဆော့ချင်းမှဆိုလို့ရှင်တော့သူကလာဆော့ဆော့လာစီချင်းတယ် မှန်တော့နည်းနည်းနောက်ကျနေပြီဆိုတော့ဟိုဘာလေးတွေဘယ်လိုလုပ်ရမလဲအဲ့ဒါလေးကိုဟိုကောနည်းနည်းလေးတောပြီးတော့အဲလေးလာကြည့်မယ်ပေါ့နော်ဆိုတော့ဒီမှာအပြင်ဘက်မှာလုံးဝဒီမှာစိမ့်စိမ့်ဆူဆူနဲ့လုံးဝမိုက်တယ်လုံးဝမိုက်တယ်အဲလုံးဝကြုံးကြုံးရောက်သွားတယ်လို့မျိုး feeling ပြီးတော့ဒီမှာအဲ့ဒုံမြန်နေပါလေလွတ်တင်နေဆိုတဲ့ဟာကိုဟိုကောဒီရဲ့ space center ကြီးကိုလည်းကြည့်လို့ရတဲ့အဘီရှိရပေါ့နော်ကိုကိုကဘီချ်ကနေလဲတော့ကြည့်မယ်ဆိုလို့ရှင်မြင်မြင်လို့ရတယ်ဒါပေမဲ့ဘီချ်ကနေဆိုခဏခဏဒုံးမြက်လွတ်တာမြင်ရတယ်မြင်ရတယ် Serenity Space Center ပေါ့နော်။ဆက်ပြီးတော့ဝင်လာပါပြီ။အဲ့တော့ကြည့်လို့ရတယ်။ဟိုဒီမှာ Visitor Complex မှာ Service Lane နဲ့ Motorcycle ဆက် Service ပေါ့နော်။ဟုတ်ကဲ့တော့အမပုဂ္ဂိုလ်တော့အမထင်တယ်။ Oh shit. ဟုတ်ကဲ့မကား55ကျက်တဲ့ motorcycle က5ကျက်ကားဆိုဝင်ကြီး55ကျက်ပေးရမှာပေါ့ ခင်နိုအာတို့ကအဲပါကင် G ရ15ချက်ပေးခဲ့ပြီးတော့သူကဒီမှာ lot number 5မှာရဲရမယ်ပေါ့နော်ဆိုတော့ဒီမှာပါနိုအာတို့က lot number 5မှာ Okay အခုမှ main address ကိုသွားနေပါပြီဒါရောပေါ့နော်ထွေထူးတော့ဘာမှပြောစရာမရှိသေး main address ကိုသွားနေပါပြီအဲ့နော်မဆိုးအပြင်မှာမြင်ရတာဒုံးရတယ်မြင်နေရတယ်တော်တော်ဟုတ်သဘောကျတယ် သူက Kennedy Space Center လို့ပြောပေမဲ့လေသူက NASA ပဲပေါ့နော် basically ကတော့အဲ့တော့ Manhattan Trust ကဒီမှာသူကသွားတာပါ ဲ့အခု노아ရောဒီမှာတက်ကက်သွားဝယ်မယ်ပေါ့နော်노아ရောကဒီတစ်ခေါက်မှာ online ကနေမဝယ်ဖြစ်လိုက်ပဲ ਨੇ walking ticket ကိုပဲသွားဝယ်မယ်ပေါ့နော်ဆိုတော့ तू ဝင်ပေါက်မှာဒီလိုမျိုးတက်ကက်ဝယ်လို့ရတဲ့ machine လေးရှိတယ်အဲ့တော့노아ရောဒီရာလေးကိုဝယ်မယ်ပေါ့နော် purchase ticket လုပ်မယ်ပြီးသွားတဲ့ခါကျတော့ तू admission one day admission ရတယ် annual pass လည်းဝယ်လို့ရတယ်ပေါ့နော်노아ရောကတော့ one day admission ကိုပဲနှစ်ယောက်စာဝယ်လိုက်တယ်ပေါ့노아ရောကတည့်ရက်ပဲအချိန်ပေးမှာဆိုတော့နှစ်ယောက်စာကိုဝယ်လိုက်ပါတယ်ဆိုတော့နှစ် ရောက်စာကိုဒီမှာကဘယ်လောက်ထိကြလဲဆိုတော့80ကျော်ကျော်လောက်ကြမှာပေါ့เนาะ154ကျက်ဆိုတော့80ကျော်80နီးပါး tax နဲ့ပါနဲ့ဆိုတော့အဲ့လောက်လောက်သွားကြမှာပေါ့เนาะဆိုတော့အဲ okay နူဝါတော့ဝယ်လိုက်ပြီအဲဝယ်လိုက်ပြီးတော့နူဝါတော့အထဲဝင်မှာပေါ့เนาะ နွားရောလက်မှတ်ဝယ်ပြီးသွားတော့အထဲကိုဝင်ဝင်ချင်းမဲ့သူကဒီမှာဓာတ်ပုံလေးရိုက်လို့ရရပေါ့နော် NASA နဲ့ဒီ Explore ဆိုပြီးတော့มาအဲ့ဟာလေးကိုစပြီးတော့တွေ့တယ်အဲ့တော့ဆက်ဆက်ဝင်ချင်းမှာပဲနွားရောဒီမှာကအဲ့ဒီဒုံးပြန်ရင်နေသူတို့ထထားတဲ့ဟာလေးတွေပေါ့နော်ဆိုတော့ဒီမှာဒီ NASA မှာဓာတ်ပုံရိုက်ဖို့အတွက်ကိုဒီမှာ line စီနေတာပါဆိုတော့အဲနွားရောဒါမဝင်ခင်အဝင်ပေါက်မှာ NASA ဆိုတဲ့ဟာရှိရပါပေါ့နော် Heroes and Legend boring ကုန်ကြရတော့တော့ဟုတ်တယ်ဒီ horror film 1961ဟုတ်တယ် rocket garden ကဒါ rocket garden ဟုတ်တယ်ဒါဟို rocket တွေရှိရဲ garden ဟိုကဘောနော် rocket တွေညာနေတာဒါ rocket garden မျိုးစုံပေါ့သူတို့တင်လွတ်တဲ့ rocket တွေပြထားတာပါဟုတ်တယ် 62 miles. Mm -hmm. How do, do my best tall is she? I'm a rocker guy, I'm going to eat my bed. You know, eat, do everything. Breakfast, lunch, dinner, et cetera, in space. That was an example of what you imagine with that on the clock. It was a random uh, engine on it you could turn on randomly. It was launched out into space. It had a docking mechanism. And Gemini 8, within two hours, the Orion Gate's dropping launch. ဒီကောင်နာမည် Ranger 3ရဲ့အမြင့်အားတရားနဲ့ငားပေလောက်ရှိတယ် First stage တဲ့ liquid oxygen နဲ့ lift on thrust ဟဲ့ဘလောက်တော့ပေါင်ဘလောက်ကိုဆွဲရထားပေါင်3သိန်းလောက်ရှိတယ်ပေါင်3သိန်း3သိန်း6000လောက်ရှိတယ် was unable to get out of control so going contacting back channel channel 看库啊，超生的嘛，多溜着。啊，我那个吧，雅虎铺的地方，断没了，好多。多，洛克那好空军指好官，又。 Those guys came home alive. နွားတော့ဒါ best တို့သွားစီးမဲ့နေရာသွားနေတဲ့လမ်းမှာဒီမှာ Milky Way Ice Cream Shop လေးရှိရယ်ပြီးသွားတဲ့အခါကျတော့ဒီမှာ Astronaut ပေါ့နော် Training Experience ယူလို့ရတယ် IMAX ဒီ Theater ရှိရယ်အဲ့ဒီမှာလည်းသူတို့စိတ်ဝင်စားစရာကောင်းတဲ့ဒီအာကာသနဲ့ပတ်သက်တဲ့ video လေးတွေသူတို့ပြရတယ်ပေါ့နော်ဆိုတော့နွားတို့ဒီမှာ best တို့ဆိုတဲ့နေရာကိုနွားတို့သွားနေရပေါ့နော်ဆိုတော့အဲ့ဒီမှာလည်းအများကြီးပဲနွားတို့ဒီ Mars Rover Mars Rover တို့ဘာလို့ဒါတွေသွားကြည့်လို့လဲရရယ်ပေါ့ဒါလေးကတော့ သူတို့အဲ့ဒီထဲမှာလုပ်လို့ရတဲ့တခြား activity တွေတကယ်ကိုအာဃာတကိုစိတ်ဝင်စားတဲ့သူအတွက်ဆိုလို့ရှိရင်တော့ဒီ Kennedy Space Center ကိုတော်တော်လေးကိုသဘောကျလိမ့်မယ်ဟို knowledge တွေလည်းအများကြီးရမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းသူကထုံးစံတိုင်းပဲအဲဒီသူ့ရဲ့ပစ္စည်းလေးရောင်းတဲ့ shop လေးတွေပေါ့နော်ဒါလေးတွေလည်းရှိရယ်ဆိုတော့ဒီမှာ Mars Rover ဒါကတော့တော်တော်လေးကိုမိုက်တယ်အဲ့တော့ okay ဒါလေးကိုအရင်ဆုံးဝင်ပြီးတော့ Noah နဲ့တူတူလိုက်ပြီးတော့ကြည့်လိုက်ရအောင်ပေါ့နော်

So easy. ဒါပြည်သူတွေရဲ့အခွန်နေနဲ့ဆောက်ထားမယ်ပေါ့။အော် okay ။ဒါပြည်သူတွေရဲ့အခွန်နဲ့ဆောက်။ Not funded by taxpayer dollar. taxpayer dollar ။အခွန်ဆောက်မယ်။မင်းတို့ရောဆောက်ရအောင်။ တန်ပိုက်တယ်လို့ကဒီမာမတ်စကိုမှာဖြစ်တယ်ဟာပေါ့နော်နောက်နောက်ပိုက်တယ်ပဲလို့ပြီးပြီးသူပိုင်းနေပါဘူးပိုင်းနေပါဖြစ်နေပါဆိုတော့ကွာနေရစား Okay ဒီအားလေးကမိုက်တယ်အဲ့တော့ဓာတ်ပုံလေးရိုက်လိုက်အောင်ပေါ့နော် Okay Go behind the gates best tool ဘတ်ကနဲ့နိုရိုကအပိုလိုဘတ်စင်တာကိုလည်းမသိသေးတော့မှဖြစ်ပါတယ်သူကဘတ်ကအပေါ်ပြန်ရှိရယ်ပေါ့နော်

This rocket that you'll see standing tall in front of KSC's badging station is the Mercury Redstone rocket. It represents NASA's earliest efforts to send humans into space. These Redstone rockets were formerly ballistic missiles provided to NASA by the U.S. Army. In October of 1958, NASA formally organized Project Mercury with a mission to investigate. ပေါ့နော် rocket တွေကိုအာကာသတွေကိုမလွတ်ခင်မှာဆိုလို့ရှိရင်သူတို့ရဲ့ဒီရဲ့ engine တွေကိုရုံးဆုံး test လုပ်ပါတယ်ပေါ့နော်ဆိုတော့ဒီရဲ့ test လုပ်တဲ့ဟာကိုနှူရတို့ကအဲ့ဒီဟာကို test engine ကဒီမှာပေါ့နော် test engine အဲ့မှာအဲ့မှာသူကမီးခိုးပြီးပါခဏချင်းထွက်လာတယ်အဲ့အောက်ကိုသွားဖို့ safe ဖြစ်တယ် smoke မဟုတ်ဘူးသူကရေကွာရေဟုတ်တယ် steam steam fuel fuel အနေနဲ့ပဲထွက်လာရေကွာ ့ energy ထုတ်လိုက်တော့သူအရေးအဖြစ်ပြောင်းလဲသွားတယ်ရေးဖြစ်ပြောင်းပြောင်းလဲပြီးတော့မှသူမီးပြောင်းပြောင်းပြီးတော့မှအတန်နဲ့သူအရင်ဦးဆုံးအာကာသခင်မလုပ်ခင်အာကာသထဲကိုဒီရော့ကတ်တွေမနှုတ်ခင်မှာသူအရင်ဦးဆုံးဒီရဲ့ဟာသူ့အင်ဂျင် test လုပ်တဲ့ဟာပေါ့နော်အော်မီးကခဏနေမီးလာတော့မီးကိုလို့ဆက်မှတော့ရေငွေ့ပေါ့နော်မိုက်တယ်1 2 3 3 2 1ဟုတ်ပါတယ် တော်တော်အမြင့်ရရနောက်ထပ်29မိနစ်မှပဲသူအောင်ဟာလုံးပါဘူးเนาะဒါဆောက်ပါတော့နော်ငါအပေါ်တက်ပြီးတော့ကြီးလိုက်ပါအောင်မယ်ဒါနော်ဟိုးအပေါ်ဆုံးအထက်ကိုရအောင်ပါတော်တော့ဟိုးပါလေဟိုးပါလေစကရင်ကိုကြည့်ပြီးတော့အဗျူးလုပ်လို့ရတယ်အပြည့်မှာ အဲ့လုံးဝဒုံးရံလွတ်တင်တဲ့နေရာဆိုတော့လေဆိုတော့တော့ဒီမှာဆက်ကြည့်ရအောင်ဒီမှာလည်းဒုံးရံလွတ်လို့ရဒီမှာ rocket ပဲတာလို့လို့ရနင်ရတယ်ဟိုမင်းနင်ရအခုနည်းနည်းချတယ် I am so. Yeah, what is this? Moonland, eh? Toa. Hoa le o la la ka ba le o sin me. Safely and precisely Push beyond Earth's orbit and touch down on the lunar surface. For this endeavor, your rocket configuration should prioritize. even though it does not enhance performance, NASA is a great work. Initiating final assembly and transport protocols. ခု lower ဒီမှာမြင်နေတဲ့ building ကြီးอ่ะဆိုလို့ရှင် VAB လို့ခေါ်တယ် vehicle assembly building ပေါ့เนาะဒါကတော့ဗာလဲဆိုလို့ရှင်ဟိုဒုံးပြန်ရင်အစိတ်အပိုင်းတွေကိုဆက်တဲ့အဆောက်အအုံဖြစ်တယ်ပေါ့เนาะ ဒီဘီဒင်ကြီးဟာဘလောက်ထိကြီးလဲဆိုလို့ရှိရင်ညူယောက်အမ်ပါယာစတိတ်ဘီဒင်ကြီးတစ်ခုလုံးအောင်မှာဒီအဆောက်အုံတွေကိုထည့်ထားလို့ရရပေါ့နော် ပြီးတော့ဒီအဆောက်အုံမှာရှိတဲ့တကားတစ်ချက်ချင်းစီတိုင်းကလည်း45ထက်ရှိတဲ့မိုးမျော်တိုက်အဲတစ်ခုနဲ့သူကညီမျှရပေါ့နော်ပြီးတော့ဒီတကားတစ်ချက်ချင်းစီကလည်း45မိနစ်လောက်ကြာတယ်ဖွင့်ဖို့ဆိုလို့ရှိရင်ပေါ့နော်အဲ့မှာနူဝါတို့မြင်နေရတဲ့ American အလံကြီးဆိုလို့ရှိရင်လည်း basketball တကွင်းစာလောက်အထိကိုကြီးပဲပေါ့နော် ီဘီရင်ရဲ့ internal structure ကသူစတီးတွေနဲ့ဆောက်ထားပြီးတော့ steel bound တန်တသိန်းနီးပါးနဲ့ဆောက်ထားတာပေါ့နော် နွားတို့ဒုံးပြင်းရဲ့အစိတ်အပိုင်းတွေကိုတက်ဆင်မှုဒီပေရင်ကိုတဲတဲ့အခါမှာဒီရဲ့တဲတဲ့ခရော်လာရှိရပေါ့နော်အဲ့ဒီခရော်လာက1မိုင်းပါအာဝါပဲသူကသွားတယ်ဆိုတော့ဒီအစိတ်ပိုင်းအားလုံးကဒီပေရင်ထဲကိုရောက်ဖို့ဆိုလို့ရှိရင်9ရက်လောက်အအချိန်ယူရတယ်ပေါ့နော်ဆိုတော့အဲ့ဒီခရော်လာကြီးကလည်းဒုံးပြင်းရဲ့အစိတ်ပိုင်းကိုတဲတာဖြစ်တဲ့အတွက်သူကတော်တော်ကြီးကိုကြီးရပေါ့နော် This is pad 39 of the Kennedy Space Center I was a launch controller here when from this very spot, man took off to fly to the moon. It was a journey that began 12 years before that rocket ever left the ground. And it started on the other side of the world. Back then, we were one of two super. We hadn't been more than 16 minutes into space, and now we were going to the moon. We would have to design a rocket the size of a 36 story office building.

Το μενέωρο, το βιάνα, το πια του βιάνα. Τι μέρε, τι μέρε, τι μέρε. Τι μέρε, τι μέρε. Τι μέρε, τι μέρε. Τι μέρε. Τι Πάει, Τι μέρε. I love you. I miss you. Was considered the most scientific flight. Apollo 15 was considered, 15 was considered the most scientific mission of the Apollo program. Part of that was that. Uh, Ladies and gentlemen, may I have your attention, please? The next presentation in the Lunar Theater will begin in three minutes. If you would like to join us, please proceed to the nose end of the Saturn V rocket. Thank you. no. <laughs> ခင်မဘတ်စပေါ်တင်ရနေမှာတော့ပတ်မနေဓာတ်ပုံလေးပါနေရိုက်မယ်ဗီဒီယိုတစ်ချက်ရိုက်ပြီးဝင်ပြီးရင်ဓာတ်ပုံလေးလိုက်ရမယ်ပြီးဒီရထွက်မယ် Luna Sample. Luna Sample. Luna Sample. La. La oh, cool. who? Was collected by Luna Mm-hmm. Mm-hmm. no nada, ya No sé. con Neil Armstrong? Oh, vale. Så kommer det. Buzz Aldrin. Aldrin. Då heter han Bailo. Du, du kopierar interiören. Oh Twist tie down. Bubblegum bail. Do a copy.

US ကလည်း NASA နဲ့ပတ်သက်ပြီးအရင် project ဖြစ်ပုံလေးဆိုတော့ US ကဟုတ်တယ်တော်တော် project ပဲ US ကဒီ NASA နဲ့ပတ်သက်ပြီးရောလေ シェじゃねえのは facilities in Texas? ဟုတ်ကဘာစာမျက်နှာရေတော်တော်များများသိရမှာတော်တော်များများသူ့ဖော်ပြကုန်တယ်မောသိရမှာနာမည်ကြီးမှကြီးတန်းငါမျိုးစုံနိုင်ငံတော်များများဒီလိုသတင်းစာတွေဖော်ပြရတော့ဟုတ်ကဲ့ဟုတ်ဖြစ်တာ ကဲအခုဆိုလို့ရှိရင်ညီတို့ဒီ Kennedy Space Center မှာညီတို့ explore လုပ်စရာကြီးလည်းအများကြီးရှိတယ်။ဘ ഹു ဒုတရကြီးလည်းအများကြီးရတယ်ပေါ့နော်။ဒါကြောင့်မို့လို့ကဗီဒီယိုလေးကိုအရင်ရှေ့သွားမှဆိုလို့နောက်ထပ် part 2လေးကိုတင်ပေးပါမယ်။ညီတို့ရဲ့ Kennedy Space Center part 2လေးကိုလည်းထပ်ပြီးတော့ကြည့်ပေးပါအောင်လို့ဒီနေရာလေးကနေညီတို့ကပြောချင်ပါတယ်။အားလုံးပဲ part 2မှာပြန်ပြီးတော့တွေ့ကြပါမယ်။ To be continue ပါ။